2026ကမ္ဘာဘာလပြိုင်ပွဲအပြီးအနားယူသွားမဲ့ရော်နယ်ဒိုအားလုံးပဲမင်္ဂလာပါစူပါဖုတ်ဘောအေဒီမှာတင်ဆက်ပေးနေပါတယ်ခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့ရဲ့ကစားသမားဘဝကိုဘယ်အချိန်မှအနားယူမလဲဆိုတာနဲ့ပတ်သက်ပြီးမင်းနေကြတဲ့အတွက်တိကျတဲ့အဖြစ်ပေးသွားခဲ့ပါတယ်ကျွန်တော်အနားယူမဲ့အချိန်ကတိတ်မကြမီတစ်နှစ်ဒါမှမဟုတ်နှစ်နှစ်အတွင်းပါပဲလို့အသက်40အရွယ်ရော်နယ်ဒိုကပြောဆိုခဲ့ပါတယ်သူဟာ2026ကမ္ဘာဘာလပြိုင်ပွဲအပြီးမှာဘောလုံးလောကကနေအနားယူဖို့ရည်မှန်းထားကြောင်းအတည်ပြုပြောဆိုခဲ့ပါတယ် လက်ရှိအချိန်မှာအန်နာစာအတင်းနဲ့နိုင်ငံအတင်းအတွက်ခြေစွမ်းပြကိုးတွေတွဲယူနေစေဖြစ်ပြီးပဲငါမအိုသေးဘူးဆိုတဲ့ရော်လန်ဒိုကတော့မိသားစုနဲ့အချိန်ပိုမိုတုံးဆွဲဖို့အတွက်သူ့ရဲ့25နှစ်ကြာကစားသမားဘဝကိုအဆုံးသတ်ဖို့ပြင်ဆင်နေပြီလို့ပဲပြောဆိုရမှာပါနိုင်ငံတကာသွင်းကို143ကိုနဲ့တမိုင်းတစ်လျှောက်ဂိုးသွင်းအများဆုံးကစားသမားရော်လန်ဒိုကကျွန်တော်ဘောလုံးအတွက်အရေးပါတဲ့အားလုံးကိုပြည့်စက်ခဲ့ပြီးပါပြီကလပ်တွေမှာရော နိုင်ငံလက်ရွေးစင်အသင်းမှာပါစံချိန်ပေါင်းများစွာကိုလည်းကျွန်တော်မှာရှိပါတယ်။အဲ့ဒီအတွက်လည်းကျွန်တော်တကယ်ကိုဂုဏ်ယူမိပါတယ်။သူကဒီလိုပြောဆိုသွားခဲ့တာပါ။ရော်နယ်ဒိုအတွက်အရာရာပြည့်ပြည့်စုံနေလို့ပြောလို့ရပါမယ်။ရော်နယ်ဒိုလိုနေတဲ့တခုတဲသောကွက်လက်ကတော့ကပ္ပလာပါပဲ။ရော်နယ်ဒိုတို့ရဲ့ပေါ်တူဂီအသင်းကဒီနေ့မှာ ပုံစံကောင်းနေပြသထားနိုင်ခဲ့ပြီးကပ္ပလာစကူးနိုင်ကြရှိတဲ့အသင်း၅သင်းထဲမှာလည်းပါဝင်နေပါတယ်။ဒီအကြောင်းအရာကိုလည်းကျွမ်းကျင်သူတွေများစွာကသုံးသပ်ထားခဲ့တာပါ။ ရော်နယ်ဒိုတယောက်ပေါ်တူဂီအတွက်ကမ္ဘာဖလားကိုရယူနိုင်မလားဆိုတာကိုတော့ဆက်လက်စောင့်ကြည့်သွားမှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ဒီနေ့ဗီဒီယိုလေးကတော့တလောက်ပါပဲ။နောက်နေ့ဒီမှာလည်းအာကသနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ channel လေးကို like and follow ပြုလုပ်ခဲ့ကြဖို့တောင်းဆိုချင်ပါတယ်။အစုံနှစ်နာဆင်အားပေးခဲ့တဲ့ပရိသတ်တယောက်ချင်းကြီးတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။